ကဲမင်္ဂလာပါအလူလူကြီးမင်္ဂလာပါမင်္ဂလာအပေါင်းတို့ပြည့်စုံကြပါစေနော်ဟုတ်ပရိရှိတ်တွေကလည်းထတ်တမောင်ကြမ်းနေတာပါဟေးအဲဒီညနေကိုဆရာဒီမှာပြန်ကြခဏလေးတကွတွေ့လို့အဲ့ဒါလေးကတင်ပင်ပင်ပေါ့နော်ဆိုတော့အခုတော့ရှစ်ပရိကတခါထတ်ကြလာပြန်တော့အစင်းမပြေတော့ပြန်ဘူးနောက်ပြီးတော့ကြံခဏကလည်းသုံးလုံးကြံနေတာလားဆိုတော့ဒီမှာနေ့3 6ခဏ3လုံးကြံနေတော့နေ့3 6ခဏ3လုံးကြံနေအဲ့ဒီ3လုံးနဲ့ပဋိိတ်နဲ့ဒီညနေထိုးမှာ အဲ့ဒီ၃လုံးနဲ့ပဋိိတ်နဲ့၃လုံးပဋိိတ်၃ခွက်ပေါ့နော်၃ခွက်၃ခွက်ထဲမှာမှာဒါ၁ခွက်ကတော့ဆရာ special ကြိုက်တယ်ဗောလေနော်နောက်တစ်ခါဟိုကလေးလေးလုံးပိုင်းလေးတစ်လုံးနဲ့အပိတ်လေးနဲ့အဲ့ဒါလေးဒီညနေရောနော်တို့ပွဲသိန်းလေးနဲ့အဲ့ဒါလေးနဲ့သိန်းလိုက်မယ်ဟုတ်လားကဲဒါလေးကြည့်မယ်ကြိုက်ရင်တော့လှုပ်ကြအောင်နော်ကဲအဲ့လိုဆိုကြည့်ရအောင်နော်ရတဲ့အချိန်လေးမှာတွေ့ရမြင်တာလေးတော့မျှဝေပြီးလိုက်ပါဦးမယ်နော်မိတ်ဆွေတို့ဟုတ်လားကဲဒါဆိုရင်ကြည့်ရအောင် တွေ့လိုက်တော့အများကြီးပဲလေနော်အများကြီးရှိတယ်ဒါပေမဲ့ဟိုညာရှာရတာတွေဒီမှာဒီအန်နေပြီးတော့သူကဒီမှာအများကြီးအများကြီးရှိတယ်ဒါပေမဲ့ဆရာအကြိုက်ဆုံးဆိုင်လေးကိုဆရာချပြပေးမှာနော်အကြိုက်ဆုံးဆိုင်လေးကိုဆရာတင်ပြလိုက်မှာဟုတ်လားကဲဒါဆိုရင်အခုတော့ဒီမှာဗရိတ်ကိုအရင်ကြည့်လိုက်မယ်နော်ဗရိတ်ကိုကြည့်ပြီးမှကြံကနန်းကနော်မိတ်ဆွေတို့ကြံကနန်းကပါလဲဒီမှာနှစ်၃ခုကနန်း၃လုံးကြည့်ရနေတယ်ဟာလားအဲ့တော့အဲ့ကောင်လေးကသူက ပြီးသွားနိုင်တယ်နော်မိတ်ဆွေတို့ခဏအသုံးလုံးလုံးကြာနေတာဆိုတော့ဒါပဲလေဆရာခတ်မှန်းချေပေါ့နော်ဆရာခတ်မှန်းချေရရတော့ဒီကောင်မပြီးတော့ဘူးလို့ထင်တယ်နော်မပြီးတော့ဘူးလို့ထင်တယ်ဟာလားမပြီးတော့ဘူးထင်တယ်အဲ့တော့အဲ့ဒါကိုဆရာဒီမှာပဋိပယပဋိနဲ့အဲ့ဒီခဏအသုံးလုံးနဲ့ကတ်လိုက်ရင်ခဏအသုံးခွက်ထွက်လာမယ်နော်ခဏအဲ့ဒါပဋိကဘယ်လိုကြည့်မလဲဆိုတော့ဒီမှာဒါပဋိနော်ဒီလေးလုံးပေါင်းမယ် အဲ့ဒီလေးလုံးပေါင်းတာကအဲ့ဒီမှာ6လေးလေးရခွန်ဒီရှင်းနဲ့ပေါင်းတော့အဲ့လေးလုံးပေါင်းရင်5လို့ရတယ်နော်အဲ့ဒီ5ကြောင်းနဲ့ဒီလေးလုံးနဲ့ထပ်ပြီးသူက5လို့ဖြစ်ရတယ်ဒီမှာကြည့်1 5 6က3ဒီ1နဲ့ပေါင်းရင်ဒီ5ပဲဟုတ်ပြီနော်ဒါကပဋိဒ္ဓသွားမှာနော်အဲ့ဆိုရင်ဒီကထပ်ပြီးတော့နောက်တစ်ပွဲဆက်ကြည့်မယ်ဒီမှာ3ည3ည6 6အဲ့ဒီလေးလုံးပေါင်းရင်4နော်အဲ့ဒီ4ကြောင်းနဲ့ဒီအောက်မှာလည်းသူက4ပဲဖြစ်ရမယ်တဲ့ဆိုတော့တဘောက ဒီမှာအပေါ်မှာရှေ့လို့ရှိချင်တော့ဒီမှာဗရိတ်6ပေါ့ဟုတ်ပြီနော်သူအဲ့လိုသွားတာဟုတ်ကဲ့လားဒီ၄ယောက်ဒီ၄ပြောင်းဆိုဒီမှာရှေ့ရှိချင်ကြောင်6ဗရိတ်လို့သူဆင်းပြရနော်ဒီမှာ9 9 4 4လို့သွားတာဟုတ်လားကဲဒါဆိုရင်အခုဒီညနေအတွက်ပေါ့နော်ဒီမှာပါလေဒီမှာကဒီမှာ1ဒီမှာ1ဒီကောင်ပေါင်းနေအကုန်လုံးပေါင်းခြင်းဒီနှစ်လို့ရတယ်တဲ့၄လုံးပေါင်းခြင်းဒီနှစ်လို့ဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာ9 9 4 4ဒီမှာနှစ်နှစ်လို့ပြရအောင် ဟုတ်ပြီနော်ယူမှာအဲ့ဒါကောင်မယူတော့မယ်နော်ဘာဖြစ်လို့ဆိုတော့ဒါမှလည်းသူကမိမိရဲ့အဖြစ်မှာဟုတ်ဟောတာလားဒီပရိတ်ကိုဆရာကြိုက်တယ်ယူမယ်နော်အဲ့တော့ယူမယ်ဆိုတဲ့ခါကျတော့အခုဒီမှာဒီမှာနှစ်ဖြစ်အောင်တဲ့အဲ့တော့ပရိကပါဒီမှာအပေါ်မှာနှစ်ရှိနေပြီနော်ဒီအပေါ်မှာလည်းနှစ်ရှိခြင်းကြောင့်လေဒီအပေါ်မှာလည်းနှစ်ရှိတယ်ဒီပရိသီသူကဒီနှလုံးဒီတုံညာပရိဖြစ်ရမယ်ဒါမှဒီလေးလုံးနှစ်လို့ဖြစ်မှာငါငါလေးလေးနှစ်နှစ်ဟောပြီနော်အဲ့တော့တုံညာပရိဆွဲခြင်းမရှိဘူးလေဆွဲကြနော် တော့ဆရာတော့ဒီလိုကတ်ပေးလိုက်မယ်ဟုတ်လားအဲ့တော့ကဲကောင်းပြီဒါဆိုရင်ဒီမှာအခုဒီ၃လုံးနဲ့ကတ်မှာနော်ဒီ၃လုံးနဲ့ကတ်တဲ့ခါကျတော့ဒီကောင်အားမယ်ပေါ့နော်ဒါဆိုရင်သူကဘာထွက်လာမလဲနှိရှစ်လို့တော့ထွက်လာမယ်နောက်တစ်ခါ၃ခွန်လို့တော့ထွက်လာမယ်နောက်တစ်ခါ၁ကိုလို့တော့ထွက်လာမယ်ဒါပဲနော်ဒီကောင်ကိုအားလိုက်ရင်ဒါပြီးပြီပေါ့ဟုတ်လားဟုတ်ဒီကောင်အားလိုက်အောင်မယ်ဟုတ်ပြီကဲခဏ၃ခွက် နော်နှိမ့်ရှင်းတော့ဘူးဘူးဘေးဒီပေါ့ဟုတ်လားနော်ကဲအဲ့တော့ဒါဒါဆိုရင်နောက်တစ်ချက်စီကတစ်ချက်ပြအောင်နော်နောက်တစ်ခုတစ်ချက်ပြမယ်ဆိုတာကအဲ့ဒါကိုလုံးပိုင်းနဲ့အပိတ်တစ်လုံးနဲ့ဒီထဲမှာ main လို့ခေါ်ထည့်မယ်နော် main လို့ခေါ်ထည့်မယ်ဟုတ်လားအဲ့ဒါကဘယ်လိုသွားမလဲဆိုတော့ဒီနားလေးနေကတ်ပြီးလို့ကျင်အဲ့အပိတ်လေးတစ်လုံးပြအောင်အပိတ်လေးလုံးနောက်တစ်ချက်ကညတော့ကဆရာပြောခဲ့တယ်မလားဒီကောင်ဒီမှာဒီမှာဟိုဟိုနာညတော့ကဆိုက်ကပဲဟောဒီမှာဒီမှာ the hole in it. Oh, now I've got that. Oh, no, I'm not. Oh, well, they are. I'll tap it. They are like a cool way. A cool way, holding a cool way on it. Or the arm, let's see, you ဒီမှာနော်အေးအေးဒီမှာဟုတ်ပြီဒီမှာညတော့ဆရာပြောခဲ့တယ်မလားဒီ site နော်ဒီ site ကိုဆရာတော်တော်ကြိုက်တယ်နော်ဒီ site ကအကယ်၍အလုံးလုတ်ခဲ့ရင်ညနေကျအပိုင်းညဆရာပြောခဲ့တဲ့ site တစ် site ရှိတယ်ဒီဟာဒီကိုင်းဒီကောင်အလုံးလုတ်ခဲ့ရင်ဒီညနေတို့အပိုင်းလုတ်မယ်လို့ဆရာပြောခဲ့ဘူးတယ်နော်အဲ့ဒီကောင်ကအခုဒီမှာဒါဟိုကနောက်ညဆက်ပြရမယ်နော်အဲ့ဒီကောင်ကအခုမလုတ်လာလဲဆိုတော့အခုတူကဒီမှာ လေးလေးလို့သူထွက်ခဲ့ပြီပါလားနော်ဒီမှာလေးလေးလို့ထွက်ပြီနော်ဒါညာဆိုင်နော်အဲ့တော့သူကဒီမှာမလုံမလုံပါဘူးတို့လားနော်ဒီမှာတစ်ကြောင်ဆရာတို့ဒီမှာဒီတစ်ကြောင်နော်ဒီကောင်ဒီကိုသွားမယ်ဟလာဒီလေးဒီမှာတုံးဝင်ချာပြီးတစ်ထိတ်ကြောင်ဒီကောင်ဒီကိုလာမယ်ဒီကောင်အလုံးမလုံမလုံတော့သူ့ကိုအဲ့ဒါလေးတစ်ချက်ဆရာပြန်ပြမယ်ကြည့်အောင်နော်အဲ့ဒါဘလို့သူကဘလို့သွားလဲဆိုတော့သွားနေတဲ့ပုံစံလေးဆရာတစ်ချက်ပြမယ်နော်ဒါပေမဲ့ဒီကောင်လည်းပူရတယ်လေနော် ဲ့တော့ကဲထားဒီမှာတက်နော်ဒီမှာတက်တဲ့ကြီးလို့ဟိုတဲ့သူကဒီမှာဘာထွက်လိုက်လဲဆိုဒီမှာရှစ်ရှစ်လို့သူထွက်လိုက်ပြီနော်အဲ့တော့ရှစ်ရှစ်လို့ထွက်လိုက်တဲ့နေရာမှာဒီနှလုံးပေါင်းရင်6ဒီဒီမှာ6ထိတ်လို့ဖြစ်ရမယ်ဟုတ်ပြီနော်အဲ့ဒီကနေပြီးတခါဒီမှာတက်ထိတ်နော်တက်ထိတ်ပြီးရတယ်တဲ့တခါတပင်ကြော်ပေါ့နော်ဒီမှာတက်ထိတ်ပြီးတပင်ကြော်မှာဒီနှလုံးပေါင်း6ဒီဒီမှာ6ထိတ်နော်ဒီမှာတက်ထိတ်ပြီးရောတပင်ကြော်မှာဒီနှလုံးပေါင်း1ဒီဒီမှာတက်ထိတ်နော် ဒီရှေ့ရထွက်လာခဲ့တဲ့နှလုံးပေါင်းเนาะအခုဒီမနေ့ထွက်တဲ့ကဏ္ဍပေါ့เนาะဒီနှလုံးပေါင်း6ဒီ6ထိပ်ဒီမှာတစ်ထိပ်စီဒီပင်ကျော်မှာဒီနှလုံးပေါင်းရင်တစ်ဒီတစ်ထိပ်ဆိုပြီးတော့တခါအခုတခါဒီမှာတစ်ထိပ်လို့ပြန်ဝင်လာတယ်တဲ့เนาะအဲ့တော့ဝင်လာတော့ဒီပင်ကျော်မှာအဲ့ဒီပင်ကျော်မဟုတ်နှစ်ပင်ကျော်ဖြစ်မှာပေါ့ဟုတ်ဟုတ် sorry ဒီမှာဒီမှာသူကဒါလေးလေးဒီဒီမှာဒီကောင်မဟုတ်တာเนาะဒီကောင်လေးလေးပေါ့ဟာလားเนาะဒီမှာလေးလေးအဲ့တော့ဟုတ်ပြီအဲ့တော့ဒီမှာ တထိပ်ပြီးတပင်ကျော်မှာဒီနှလုံးပေါင်း6သီး6ထိပ်နောက်ဒီမှာတထိပ်ရှိပြီးတပင်ကျော်မှာဒီနှလုံးပေါင်းတစ်သီးတထိပ်ဒီမှာတထိပ်ရှိပြီးလို့တပင်ကျော်မှာအခုဒီမှာလေးလေးလူမနက်ကထွက်ပြလာလေးလေးထွက်တဲ့ခါကျဒီနှလုံးပေါင်း8သီးကျတူကဒီမှာ8ထိပ်လူပြီးရမယ်တဲ့ဒါဒါဒါเนาะအဲ့တော့ခေးမနက်ကတူကနှစ်ပင်တော့သူကြခင်ပိုကောင်းနေပေါ့เนาะတဘောကတော့နှစ်ပင်လုံးကြတော့အခုဒါကသူ့ဆိုင်เนาะဒါကတထိပ်ရဲ့တဘောတရားကိုဒါကြပြပြပြီးတာเนาะကြရင်လည်းလှုပ်ပါလားအဲ့တော့ရှစ်ထိပ်လူလူရတယ်တွေ့လား နော်ဒီမှာတစ်ထိတ်ကြောင့်တပင်ကျော်ပြီးတာနဲ့ဒီနှလုံးပေါင်း6တိ6ထိတ်နော်နောက်တစ်ခါတပင်ကျော်တစ်ထိတ်နော်တပင်ကျော်တစ်ထိတ်တစ်ထိတ်ပြီးတာနဲ့တပင်ကျော်မှာဒီနှလုံးပေါင်း1တိတစ်ထိတ်နော်နောက်တစ်ခါတပင်ကျော်မှာတစ်ထိတ်အဲ့ဒီတပင်ကျော်မှာတစ်ထိတ်ပြီးတာနဲ့နော်တက်ထိပ်ပြီးကြတဲ့အခါတပင်ကျော်မှာဒီနှလုံးပေါင်းကိုမနက်ကထွက်တဲ့ကဏ္ဍပေါ့နော်ဒီလေးလေးဒီနှလုံးပေါင်း၈သိ၈ထိပ်လို့သူပြရမယ်အဲ့ဒီနေရာမှာသူကကဏ္ဍသူကတစ်ခွက်ထဲပဲသွားလာနော်အဲ့ဒီနေရာမှာသူကအဲ့ဒီဒီမှာ၆ထိပ်လို့ဖြစ်လိုက်ပြီ ဖြောက်ထည့်လို့ဖြည့်လိုက်တာလေတဲ့သူကဒီ6ကြောင်းနဲ့ဒီ3လုံးစီသူက6လို့ပြန်ထည့်ရမယ်ဒီ6ကြောင်းတော့ဒီ6ဖြစ်အောင်ဒီ3လုံး6လို့ပြန်ထည့်ရမှာဆိုတော့ဒီမှာက84ရက်86ကနှလုံး4ရှိတဲ့အတွက်သူက2လို့နောက်ပိတ်တာဒါဆိုရင်ဒီမှာ6နှစ်လို့သူတခွက်တဲ့သွားတာဟုတ်ပြီနော်ကဲတာဆိုရင်နောက်တစ်ခွဲမှာနော်ဒီမှာတစ်ထိတ်ကြောင်းတပင်ကြောင်းမှာဒီနှလုံးပေါင်းတစ်တည်တစ်ထိတ်လို့ရတယ်နော်အဲ့တော့ဒီမှာတစ်ထိတ်လို့ဖြစ်တော့အဲ့တော့ဒီတစ်ကြောင်းဒီတစ်ဖြစ်အောင်ဒီ3လုံးစီအဲ့တစ်လို့ပြန်ဖြစ်ရမယ် ဒီတစ်ကြောင့်ဒီတစ်ပြန်ဖြစ်ရမယ်လေဆိုတော့ဒီမှာက၅တစ်ကနှလုံး6လို့ရှိတာဟုတ်လား6လို့ရှိတော့တစ်ဖြစ်အောင်ဆိုလို့ရှိရင်၅နောက်ပိတ်အော်တိုဝင်လာတော့၅တစ်၅လို့သူကွက်ထဲထွက်လာဟုတ်ပြီနော်ကဲဒါဆိုရင်အခုဒီမနေ့လေသူကအဲ့လိုဖြစ်လာခဲ့ပြီပေါ့နော်အဲ့ကောင်ဒီမှာတစ်ထိတ်တပင်ကျော်မှာဒီနှလုံးပေါင်း၈တိ၈တိလို့ရပြီအဲ့တော့ရှစ်ထိလို့ဖြစ်တဲ့အတွက်ဒီသုံးလုံးကြီးအဲ့ရှစ်ပြန်ဖြစ်ရမယ်ဒီမှာဆိုတော့ဒီမှာ၄နဲ့၈ကနှလုံးပေါင်းရင်ဘာရှိလဲနှစ်လို့ရှိတာ 你就是叫雪片样做路线，啊不一个半温半慢嘞。雪片样做，你雪片样不也嘛？炒得路太不嘛？哦，那些炒路多，这锅里多来加了。哎着，可能加你也可能刀弄个绿豆花皮，喏，哎着，哎加跟他刀弄绿豆花皮，是着，哎跟他里底没水里加一太刀了，下，喏，哎着你那个雪炒，哎着你讲个，把卤米来说咯，提么好喏，就着卤了，卤卤了米卤了下提来泡哩，喏，哎那雪炒着块提现提不了，喏。 6ဟုတ်ပြီကြိုက်ရင်3ပေါ့ဟုတ်လားအဲ့ဒီနေရာမှာ6ကလည်းကြိုက်တယ်ဒီကြိုက်တယ်ဆိုတာဒီမှာကြည့်နော်ခုနကတော့ဒီပရိတ်ကျွန်တော်ဒီ9ဒီဒီ9ဖြစ်ဒီ၄ဒီဒီ၄လို့ဖြစ်ဒီနှစ်ကိုဒီနှစ်ဖြစ်အောင်ဆိုရင်ဒါကအခုဒီညနေတည်တတ်နော်အဲ့တော့ဒီနှစ်ကိုဒီနှစ်ဖြစ်အောင်ဆိုရင်ဒီမှာလည်းနှစ်ရှိစီကျွန်တော်ပရိတ်3ညဖြစ်ရမယ်တဲ့နော်အဲ့တော့ပရိတ်3ညဖြစ်ရဖို့နေရာမှာဒီမှာကြည့်အပိတ်တလုံးပြအပိတ်တလုံးပြဒီမှာ 6 5လေး6 5လေး3လုံးပေါင်းခြင်းဒီ5နော်เนาะအဲ့ဒီ3လုံး5ကြောင်းတဲ့ဒီ3လုံးဒီ5လို့ပြန်ထည့်ရမယ်တဲ့ဟုတ်လားဒီမှာ5 6တစ်ရှိရင်တော့4အပိတ်လို့သွားတာသူအပိတ်တစ်လုံးနဲ့သွားတာเนาะဒီ3လုံး5ကြောင်းဒီ3လုံး5လို့ဖြည့်ရမယ်ဟုတ်ပြီเนาะကဲဒါဆိုရင်နောက်တစ်ပတ်ဆက်သွားမယ်ဒီမှာ6 4 9 3လုံးပေါင်းခြင်းဒီ9တဲ့ 6ခွန်3လုံးပေါင်းခွန်အဲ့ဒီခွန်ကြောင့်နဲ့ဒီ3လုံးစီခွန်လို့ဖြစ်ရမယ်တဲ့ဒီမှာတစ်ရှိခြင်းတော့6အုပ်ပိတ်လို့ဝင်တယ်ဟုတ်ပြီနော်အဲ့ဒီကောင်ခွန်ဟုတ်ပြီနော်ကဲဒါဆိုရင်အခုဒီညနေမှာတစ်ချက်ဆက်ကြည့်မယ်ဒီမှာခွန်9ခွန်8နော်9ခွန်8ဟဟလား9ခွန်8 3လုံးကတုံရတဲ့ဟုတ်ပြီနော်ဒီ9ဒီခွန်ဒီတုံရအဲ့တော့သူကလည်းဒီ9ဒီခွန်ဒီတုံရဖြစ်အောင်ဒီမှာနှစ်လို့ရှိတယ် ်တလား6 6ကနှစ်လို့ရှိရင်တော့တုံများဖြစ်အောင်ဆိုရင်ဘာပိတ်မှာလဲ8တလုံးပိတ်ပြရမယ်တဲ့ဟောကဲဒါဆိုရင်ဒီကဗရိတ်ကတုံများနေဆိုတော့ဟောဒီမှာနှစ်8ဆိုတဲ့ကနားဒါအော်တိုမိန်ကြပါပြီတဲ့ဒီကောင်နှစ်8ကဒါမိန်နော်အဲ့တော့မိတ်ဆွေတို့အနေနဲ့ကျားတော့ကြိုက်တယ်နော်အဲ့ဒီနှစ်8ကိုမိန်တယ်မယ်ဟာနှစ်8ကိုမိန်တယ်မယ်ကျန်တာရရမယ်ဒါမိတ်ဆွေတို့သဘောဟုတ်ပြီနော်ကဲအားလုံးပဲ ဆင်ပြေကြပါစေစိတ်ချမ်းသာရင်ကိုယ်ကြီးကျန်းမာရင်ပြည့်စုံကြပါစေဆရာမိတ်ဆွေများနော်အားပြကြတဲ့မိတ်ဆွေများအထူးပဲကျေးဇူးတင်ပါတယ်လို့ဟုတ်လားကဲနောက်ပွဲပြန်ဆုံကြမယ်လို့နော်အကောင်းဆုံးအနေနဲ့ဆရာကြိုးစားဆရာဖွေပြီးပြန်လာခဲ့ပါမယ်လို့နော်ကဲညနေအောင်ဝဲခန့်နိုင်ကြပါစေနော်ကဲဘိုင်ဘိုင်